အဲ့လိုမျိုးမြင်လာပါဒီတစ်ခါဖတ်ပြမယ်ခေါင်းစဉ်နေရပါတော့ဘာလဲဆိုယောက်ျားလေးတွေကသူတို့ relationship နဲ့ပတ်သက်ပြီးတော့သူတို့ရဲ့မင်္ဂလာတွေကိုဘယ်လိုမျိုးစဉ်းစားလဲဆိုတာကိုဖတ်ပြမှာဖြစ်ပါတယ်ဆိုတော့ ခေါင်းစဉ်လေးကတော့ girlfriend material and marriage material ဆိုပြီးမှအဲခေါင်းစဉ်လေးပေးထားရပါတော့ဆိုတော့ဒါဆိုရင်ယောက်ျားလေးတွေကရောသူတို့ရဲ့အဲလက်တွဲနေမိခင်နဲ့ပတ်သက်ပြီးရောပေါ့နော် girlfriend အနေနဲ့ပဲလားတော့မှ marriage အထီးစဉ်းစားတာလားဆိုတော့ကိုဒီဆိုင်ဆရာကကြီးပြထားတာဖြစ်ပါတယ်ယောက်ျားတယောက်ရဲ့အုံတော့ကအချစ်ကိုဘယ်လိုမြင်လဲဆိုတာနဲ့ပတ်သက်ပြီးအမိတို့စီအနေနဲ့အဲအတင်းနဲ့တုတ်ချင်တယ် variation နဲ့ပတ်သက်လာရင်ယောက်ျား2မျိုးပဲရှိတယ်ပထမ1မျိုးကအချစ်ကိုနှလုံးသားနဲ့မြင်တဲ့ယောက်ျားဒုတိယ1မျိုးကအချစ်အတွက်အုံနောက်ကိုအတုံးချတဲ့အမျိုးသားဒီနေရာမှာကြားပြပြောချင်တာတခုကဘာလဲဆိုရင်နှလုံးသားကိုပဲဦးစားပေးနေတဲ့လူနဲ့အုံနောက်တုံးတဲ့လူဟာတစ်ဖက်သက်ဆန်နေပါတော့မဟုတ်ဘူးအဲ့ဒီ2မျိုးစလုံးကယောက်ျားတစ်ယောက်ထဲမှာကိုပဲ2မျိုးစလုံးဖြစ်နိုင်တယ်သူဘဝတစ်လျှောက်မှာနှလုံးသားပဲတုံးသွားတဲ့လူလဲ မရှိတယ်လို့အုံတော့ကိုပဲတောက်လျှောက်တုံးသွားတယ်သူလည်းမရှိဘူးအခြေအနေပုံမူတည်ပြီးမှပဲနှလုံးသားအလိုကျရွေးမှလားအုံတော့ကိုတုံးမှလားဒီလိုလေးဖိုင်နယ်ဒီစီရှင်ချရတယ်ငွေရွေနေတော့အချစ်ကိုငန်းငန်းတက်ဖြစ်နေတဲ့အချိန်နှလုံးသားရှည်တန်းတင်ပြီးမင်းမချစ်တဲ့လောကမှာကိုဘဝအသေးပဲမယ်ဆိုတာမျိုးလေရှိတတ်တယ်လို့အတက်ရလာလို့အုံနောက်ကမှရှည်တန်းတင်လာတာမျိုးလဲရှိတတ်တယ် ဒေါက်တာတွေစီမဟုတ်ပါဘူးမိန်းမတွေမှာလည်းပဲ love and logics ကိုမျက်မျက်တရတုံးဆွဲပြီး RS တစ်ခုကို ပုံဖော်ကြတာလည်းရှိပါတယ်အဓိကကအပေါ်မှာပြောသားတယ်လို့အချိန်နေပုံမူတည်ပြောတော့ final decision ချတော့မယ်ဟေ့ဆိုရင်အုံနောက်ကလည်းသူ့အလုပ်သူ့လုပ်နှလုံးသားကလည်းသူ့အလုပ်သူ့လုပ်သွားတာဒေါက်တာနှမျိုးကိုပြန်ခွဲကြဆို့ ပထမတစ်မျိုးကလက်ရှိ သူတွဲနေတဲ့သူ့ကောင်မလေးကိုမိမအားလုံးတက်ပိုလာတဲ့အမျိုးသမီးလေးလို့အရင်ဆုံးမြင်တယ်။အချစ်ကိုပိုယုံတယ်။သူ့စိတ်ထဲမှာ အချစ်နဲ့မင်းရှိရင်အရာအားလုံးအဆင်ပြေတယ်လို့တွေးမယ်။သူ့ကိုချစ်တဲ့သူကိုရှာတယ်။သူကလည်းသူ့ကိုချစ်တဲ့သူကိုမှပုံမြင့်လို့တယ်။သူ့အချစ်ကိုပုံပေးခြင်းနဲ့သူတို့ချစ်ရတဲ့မိမတယောက်အတွက်လာသမျှရံကိုရှင် ဖိုက်ဖို့လဲဝင်မလေးဘူး။သူတေကိုယ်တွေချမ်းမဲ့လူတွေ ဒီမိမကိုချစ်ပြီဆိုတာနဲ့ရအောင်လိုက်တော့တာပါပဲအဲ့ဒီအမျိုးသမီးလေးကိုသူရေရှည်တွဲမယ်မတွဲဘူးဆိုတာကသူ့အချစ်ဒါမှမဟုတ် RS နဲ့ပတ်သက်လာရင်သူ့နှလုံးသားကဘယ်လောက်ထိပတ်ရှင်ဖြစ်တယ်လဲအပေါ်မှာပဲမူတည်တယ်။တဘောကဒီပတ်ရှင်ချစ်စိတ်ပြင်းပြမှုရော့သွားတဲ့တနေ့အရင်တုန်းကသူမရမရနဲ့အရလိုက်ခဲ့ သူအရင်ချစ်ခဲ့တဲ့မိန်းမတစ်ယောက်ကိုသူထပ်မချစ်ချင်တော့ဘူးသူ့မှာချစ်ရမယ့်အကြောင်းပြချက်မရှိတော့ဘူးဒါကြောင့်အချိန်ကြာကြီးချစ်ခဲ့ပြီးမှရှင်တို့ရောကြတွေဘာဖြစ်လို့ပြောင်းလဲသွားတာလဲဆိုတော့အမိတို့မိန်းကွန်းတွေရဲ့အနည်းဆက်ဆုံးအဖြေကတော့ဒီပက်ရှင်ပါပဲသူ့ပက်ရှင်ကရိုးရိုးသမီးရေးသားဘဝမှာမကုန်သေးပဲသူ့ဘဝတစ်ခုလုံးပုံပေးရတော့မယ့်အိမ်နံပြောရမယ့်အရွယ်ကို ရောက်လာလို့ဆက်ရှိနေသေးတယ်ဆိုရင်အဲ့ဒီမိန်းမကို သူတကယ်ယူမမယူဆိုတာ reset ပဲ သူ့ပရှင်ကစတောင်းဖြစ်နေသေးရင်သူအဲ့ဒီအမျိုးသမီးကိုလက်ထပ်ပါလိမ့်မယ်သူ့ပရှင်က weak ဖြစ်နေလျက်ဒါဆိုအဲ့ဒီအမျိုးသမီးကိုမယူတော့ပါဘူးဒါရီဟာတန်ဖိုးဂုံသိက္ခာဆရာတွေနဲ့တခုမှကိုမဆိုင်ဘူးပြောရရင်သူ့ brain ထက်သူ့ heart ကရှေ့တလန်းပူတာနေတာ heart ကိုပိုဦးစားပေးတာသူ့မှာမိန်းမတယောက်အတွက်အုံနောက်မတော်ဘူး girlfriend material ရဲ့ or marriage material ဆိုပြီးတော့လဲခွဲမထားဘူး သူနှလုံးသားထဲမှာမြင်တာကသူချစ်တဲ့အမျိုးသမီးတယောက်သူမချစ်တဲ့အမျိုးသမီးတယောက်ဒါပါပဲနောက်ထပ်တစ်မျိုးကအချစ်အတွက်အုံနောက်ကိုပိုတုံးတက်တဲ့ယောက်ျားသူတို့မှာချစ်စိတ်မရှိဘူးလားဆိုရှိရဲဒါပေမဲ့ဒီချစ်စိတ်ကအုံနောက်ထဲကနေပြီးလာတာသူ့အုံနောက်ထဲမှာဘာအခက်နေခွဲထားသလဲဆိုတော့ဒီအမျိုးသမီးကသူ့ယူမဲ့အမျိုးသမီးဒီအမျိုးသမီးကသူ့ချစ်ရတဲ့အမျိုးသမီးဒီလိုမျိုးခွဲထားတယ်အချစ်ကိုတိမ်မယုံဘူးအချစ်အတွက်အကုန် အချိန်ကုန်တယ်လို့ပဲသူတို့အုံနောက်ကပြောနေတယ်။သူ့အုံနောက်ထဲမှာဒီမင်းကလေးကပွားတယ်မပွားဘူးတဝင်းတူတယ်တဝင်းမတူစတဲ့ပြင် အမြဲနှစ်ပိုင်းခွဲပြီးမြင်လေးရှိတယ်။မချစ်ဘူးလားဆိုချစ်တယ်။သူ့ချစ်သူအတွက်ဘာတစ်ခုမှမပေးစရဲဘူးလား။အဲ့ဒီလိုလဲမဟုတ်ဘူး။ဒီမှာတွေ့လား။တို့ကယောက်ျားလာမလုံနဲ့တို့ကယောက်ျားလာမလုံနဲ့ဆိုရက်ဂုံဆောင်ပြမဲ့သူတွေပဲ။ ဒါပေမဲ့ဆမရီလို့အနှစ်ချုပ်လိုက်ရင် သူ့နှလုံးသားကသူတို့အုံနောက်ရဲ့အနောက်မှာကြီးသူတို့အုံနောက်ထဲမှာ girlfriend material ရဲ့ or marriage material ရဲ့ဆိုပြီးခွဲထားတယ်ပေါ့မိမတယောက်ကို အုံနောက်က girlfriend material ရဲ့လို့မြင်ရင်တွဲယုံလေးပဲတွဲတယ် marriage material ရဲ့လို့မြင်ရင်လက်ထက်မဲ့ကလေးတူမွေးကြမယ်အထိတွဲတယ် သူ့အုံတော်ကအမျိုးသမီးတယောက်ကိုဒီကလေးမကချစ်စရာရင်ခုန်စရာလေးသူ့ကိုပြောအောင်မဲထားပေးချစ်ပေးဒါဆိုရင်သူ့အတွက်ဘာမှမလိုဘူးလက်ရှိပစ္စုပန်ပဲအလေးထားမြင်တဲ့အမျိုးသမီးဆိုရင် girlfriend material လို့မြင်တယ် သူ့အုံနောက်ကသတ်မှတ်ထားတဲ့ marriage material ဆိုတာကတော့ဒီအမျိုးသမီးကလူကြီးဆန်နဲ့လူတွေနဲ့လူပေါင်းတဲ့တဲ့ဝင်ငွေတစ်ခုခုရမယ့်အလုပ်လဲရှိသလိုအမိကိုကိုကင်းနဲ့နေနိုင်တဲ့ကိုယ့်ခြေတော်ပေါ်ကိုယက်တည်နိုင်တဲ့လှတာထက်ပိုတဲ့လေးစားမှုတွေကိုချင်းစာစိတ်တွေပြေဝတဲ့အမျိုးသမီးတွေပဲဒီတခါ RS နဲ့ပတ်သက်လာရင်အုံနောက်ကိုအတုံးချတတ်တဲ့ယောက်ျားတစ်ယောက်အား marriage နဲ့ကူးခတ်တော့မယ်ဆိုရင်ဒီလိုလေးတွေးလာတယ် ငါအခုတွဲနေတဲ့အမျိုးသမီးဟာငါယူဖို့အထိအစင်သင့်ဖြစ်တဲ့သူလားမဟုတ်ပဲပုံမှန်ရိုးရိုးလေးပဲတွဲနေရတဲ့သူလားဒါမျိုးစဉ်းစားလာတယ်အဖေကနှမျိုးထွက်လာတယ်သူ့နှလုံးသားကပတ်ရှင်ဖြစ်တဲ့ယောက်ျားတစ်ယောက်ရဲ့ယူရချက်ကဒီအမျိုးသမီးကိုချစ်ဖို့ပဲမယ်ရီဆိုတာမျိုးသူစိတ်ဝင်စားသေးဘူးလက်ထက်ခဲ့ရင်တော့ချစ်လို့တခုလေးပဲဒါမျိုးယူဆနိုင်တယ်။နောက်တစ်ခုကတော့သူ့အတွက် marriage material ဆိုရင်သူအပြောကျင်တာတွေမလုပ်တော့ဘူး။အချိန်မရှိဘူး။အချိန်ကုန်တယ်။ ဒီအတွက်ကြောင့်သူ့မှာလက်ရှိတွဲနေတဲ့အမျိုးသမီးဟာသူ့အုံနောက်ထဲက girlfriend ပဲဆိုရင်သူ့လက်မထက်ပဲသူတကယ်လက်ထက်မဲ့မိန်းမကိုရေးတော့တာပါပဲ။ကိုင်ကျုပ်ထက်ငယ်တဲ့ညီမလေးတွေနဲ့ကျုပ်ထက်ကြီးကြတဲ့အမကြီးစတဲ့အမိတို့မှာမိဘုံနေရှိလာပြန်ပြီ။ရှင်တို့ယောက်ျားတွေကပါလဲဒီလိုကြီးရောလဲဘာဆိုဘာမှမဟုတ်တယ်လို့ပဲနော်။စမ်းကြဲသားနော်။စတဲ့ပြန်အစချီပြီးမိဘုံပေါင်းများစွာများစွာမိလာနိုင်တဲ့ တဘူးတကတောင်းမှန်ပြီးအဲ့ဒီမိဘတို့အဖြေမရှိပါဘူးလို့ဖြေုံကလွှဲရင် တခြားအဖြေမရှိပါဘူးဒါပေမဲ့ယောက်ျားတွေမှာ သူတို့ခံစားချက်ကို inspection လုပ်ပုံကပြင်ပကြည့်ရင်မသိတာကိုဇုံလဲချက်စကားများရင်တော့တော်ပြီဟာဒီလောက်လေးပဲပေါ်ပြတယ်နောက်ထပ် discount ဖြစ်တဲ့မိဘတို့ခုလည်းရှိချင်ရှိမယ်အဲ့တော့နင်ပြောပုံအရဆိုငါတို့မိန်းမတွေကနင်တို့ယောက်ျားတွေယူဖို့အတွက်နဲ့ material တွေပြောင်းနေရမှာလား ဒါကအမိတို့လွတ်လပ်ခွင့်ပဲမို့ကျွန်တော်ဘက်ကဘာပညာချဲမှမပေးချင်ပါဘူး။ယောက်ျားရဲ့ RS နဲ့ပတ်သက်ပြီးသူတို့လက်ခံထားကြတဲ့အဖြစ်အပျက်စင်ကိုပဲပြောပြတာပါ။ကို့ပါတနာနဲ့ရည်ရှိသွားခြင်းနဲ့သူ့ကြောင့်စိတ်ရောကိုယ်ပါ comfortable ဖြစ်တယ်၊ secure ဖြစ်တယ်။ဒါဆိုရင်ကို့ဘဲကကို့ပေါ်မှာဘလို material ထားလဲဆိုတာကိုတော့မြင်အောင်ကြည့်တင်ပါတယ်။ယောက်ျားရင်းနဲ့မရောချင်လို့မပတ်သက်ချင်လို့မယူချင်လို့အပြိုကြီးလုပ်မယ်ဆိုရင်လည်းအမိတို့ကဏ္ဍပေါ့နော်။ ကိုယ်တိုင်က girlfriend material လောက်ပဲဆိုရင်ပြတ်သွားတဲ့အခါတိုင်းမှာယောက်ျားဆိုဘယ်သူမှမကောင်းဘူးလို့အင်းနေအောင်ပါပါကိုကိုကို set up scene အပြင်နဲ့ကိုကိုကိုတန်မိုးရှိရှိနေ marriage material ကဒစိတ်တုံးထုဖို့မလိုအောင်ကိုဆွဲမြင်နေပါတယ်ဆိုတော့ကိုလူဟာကိုကိုအပျော်တွဲတဲ့လူလားချစ်စိတ်အတွက်ပဲ passion ဖြစ်တဲ့လူလားအုံတော့အတွက်ပဲ effort ထုတ်တဲ့လူလား ရေရှည်ပလန်တဲ့လူလားရေတော့ပဲကြည့်တဲ့လူလားစသဖြင့် selection အများကြီးလုပ်ပြီးမှဆွေးနွေးကြည့်ရင်ပိုကောင်းပါတယ်။အမေတို့စိတ်ထဲမှာ self esteem ကိုကိုကိုတောင်းဝန်တန်ဖိုးထားတဲ့စိတ်သာရှိနေခရင်တူထားကလေးဘာရေးလဲဆိုတာမျိုးဖြစ်ပြီးကိုကကိုတွဲခဲ့ဘူးတဲ့ယောက်ျားတွေအတွက် girlfriend material ပဲဆိုရင်ပလေးခံနိုင်ချေပုံများနိုင်တယ်။ခုမှလည်းဘဝရှိသေးတာမို့ဇန်နဝါရီက2024မှာရေးခဲ့တဲ့ဆောင်းပါးတစ်ခုဖြစ်ပါတယ်။ ဆိုတော့ဒါကတော့ဟိုအမျိုးသားတွေရဲ့ view ပေါ့နော်သူတို့ရဲ့ relationship နဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်လဲပေါ့ girlfriend material ရယ်ပဲလား marriage material ရယ်ပဲလားပေါ့နော်ဒါကရေဘူးကချုပ်လိုက်တယ်ပေါ့နော်သူက reference အနေနဲ့ဆိုရင်တော့ girlfriend material vs wife material ရယ် the dating game wife vs girlfriend and living the distinctions or the differences တဲ့ ဒါသူ့ရဲ့ reference တွေပေါ့နော်ဆိုတော့သူဒီဆိုင်ရဲ့ဆရာရဲ့ background ကိုပြောမယ်ဆိုရင်သူကအာ translation လဲလုပ်တယ်လို့ပြောတယ်ပေါ့နော်ဆိုတော့ဒါသူ့ရဲ့စာပန်အားကတော့ကောင်းတယ်လို့တော့ယူဆရတယ်ပေါ့နော်ဒါကတော့ social media မှာတော့သူ့ရဲ့ post တွေတွေ့ရဲဆိုပေမဲ့စာအုပ်အနေနဲ့ကတော့ဒီကပထမဆုံးဖတ်ဘူးတာဖြစ်ပါတယ် အဲဒါကတော့ကိုဘွားခံယူချက်နဲ့လည်းတက်ဆိုင်မယ်ပြီးတော့ဟိုကိုရဲ့ plan ပေါ့နော် life plan ဆိုတာမျိုးလူတိုင်းမှာရှိတတ်တာဆိုတော့အာကိုဘွားကိုပဲစဉ်းဉဏ်သုံးသပ်ပြီးတော့ယောက်ျားလေးမလို့ဒီပုံစံဖြစ်ရမယ်ဆိုတာမျိုးလည်းပုံတွေတတ်မှတ်လို့တော့မရပါဘူးဆိုတော့လူတစ်ယောက်မှာပုံတွေတတ်မှတ်လို့မရတဲ့အကြောင်းအရာတွေအများကြီးရှိရပါတော့ဆိုတော့ကိုအစဉ်ပြေလို့မိန်းကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ကိုကိုစမ်းစစ်ပါတော့ အာ girlfriend boyfriend material အစင်မဲ့သွားတယ်ဆိုရင်တော့ဒါကအာပုတ်ပေါ်ပါပေါ့နော်ဟိုတယောက်ကိုတယောက်အတုံးချနေရလို့လည်းပြောလို့ရတယ်ပေါ့နော်အာတချို့တွဲတော့တွဲတယ်ဒါပေမဲ့အဲ life long plan ကြတော့ရှိမနေဘူးဒါဆိုရင်တော့သူကအာ just friends လို့ပဲပြောရမလားအဲ just relationship လို့ပဲပြောရမလားပေါ့နော်ဆိုတော့တယောက်နဲ့တယောက်သတ်မှတ်ထားတဲ့ပုံစံချင်းကမတူဘူးပေါ့နော်တချို့ကကြတော့လည်း တွဲပြီဆိုလည်း marriage material ရဲ့အထီးသွားဖို့အာတော့စဉ်းစားတဲ့လူတွေလည်းရှိရပါတော့ဆိုတော့တချို့ကကျတော့အာမိန်းကလေးကိုတဘောကြတယ်အဲဆိုတဲ့အခါကျတော့သူပြောတဲ့သူ့ဘာသူတတ်မှတ်ထားတဲ့အာ girlfriend material ရဲ့ marriage material နဲ့တော့အဲ့မိန်းကလေးကကန့်ညီခြင်းမကန့်ညီပဲဒါပေမဲ့လည်းအဲ့ဒီမိန်းကလေးကိုသူကချစ်မြတ်နေတာဖြစ်တဲ့အကြောင်းမလို့မနားလည်တိခံပြီးတော့ဟောတယောက်တစ်ယောက်ညှိနှိုင်းနဲ့တွဲပစ်သွားကြတဲ့ relationship တွေလည်းရှိတယ်ပေါ့နော် ဆိုတော့ဒီ relationship ကိစ္စရင်းနဲ့ပြောရရင်တော့ဒါကကိုယ့်ရဲ့လက်ခံနိုင်မှုပေါ့နော်ဒီဒီမိန်းကလေးကိုဒီကောင်ကလေးကိုကိုယ်ကဘယ်လောက်ထိချက်ပေးနိုင်လဲဘယ်လောက်ထိတွဲဖို့စိတ်ကူးရှိရလဲဘယ်လိုအစီအစဉ်နဲ့တွဲနေရလဲတကယ်ကိုယ့်ဘောကောင်းမွန်ခဲ့လို့လားကိုယ်ကကောင်းမွန်ပေးခြင်းလို့လားဒါအမျိုးမျိုးပြောနိုင်တဲ့ဖြစ်တဲ့အခါတော့ကိုယ်နေနေဆိုရင်တော့ဘယ်သူမှတော့အကဲဖြတ်ဖို့စိတ်ဆန္ဒမရှိပါဘူးဆိုပေမဲ့လည်းပဲလူတိုင်းမှာသူ့ရဲ့အဲ ဲ material ပုံစံမျိုးတော့ရှိတယ် ID ပုံစံလေးကတော့ရှိကြတယ်ဒါပေမဲ့လည်းအဲ့ဒါကတတ်မှတ်ချက်ဖြစ်တယ်တကယ်သူတို့ဘာလို့မဆိုပေါ့နော်အဲကိုယ်စိတ်ကူးထဲမှာတော့ကိုယ့်ဘာကို ID person ရှိနေပြီမလဲတကယ်လက်တွေ့မှာကိုယ့်ဘောကောင်းမွန်သွားတာကြောင့်မို့လဲ အာတွဲပြစ်သွားတယ် marriage တိရောက်သွားတာမျိုးကလည်းရှိနိုင်တာဆိုတော့ကိုကိုကအာ your life your choice လို့မျိုးပေါ့နော်ဒါကတော့ကိုအစင်ပေးရရွေးချယ်လို့ရတယ်ဒါပေမဲ့တခုအနေနဲ့အဲဆုံးဖြတ်ရမှာကကိုကြောင်မလို့နဲ့တခြားသူရဲ့စိတ်ခံစားချက်ကိုနာကျင်မှုမဖြစ်အောင်ကတော့ဂရုစိုက်ရမယ်ဒါကတော့ bare relationship မျိုးဆိုပေါ့နော်ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ခေါင်းစဉ်လေးတစ်ခုမှပြန်လဲဆုံတွေ့ဖို့မျှော်လင့်ပါတယ်